ုံးမဲမြင်လာပါလူမြလီကိုစဉ်ဆက်တုပ်ဖြစ်တဲ့ဒီတလူးလေးလေးမှာကစားမဲ့မြန်မာစံတော်ကျယ်မနေ့6နိုင်ကွဲမှာကစားမဲ့ဒီမန်ချက်စတာယူနိုက်တက်တင်နာခရစ်စတပယ်လီတို့ရဲ့ကိုစဉ်နဲ့ပတ်သက်ပြီးတော့ပေါ်ချက်တုံးတဲ့ချန်နယ်ခမ်းမရွေးချက်မှုကိုပဲလုပ်ပြီးတော့ကျင်းပါတယ်ဗျာ လက်ရှိမှာတော့ဒီနှစ်သိန်းရဲ့ထိတ်သိမ်းတွေးဆမှုကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းအောင်ပွင့်စင်ပွဲပါပဲ။မကြောက်တဲ့ဆိုလို့ရှိရင်နှစ်သိန်းလုံးရဲ့ပုံအရဆိုလို့ရှိရင်ဒီနေ့ရဒီမှာဆိုလို့ရှိရင်ဒီတဖက်ကခရစ်စတပဲလေးတင်ကတော့သူတို့ရဲ့အိမ်ဝေးမှာဆိုလို့ရှိရင်အသိကြီးတွေကိုအမေတက်လို့လို့ဒုက္ခပြနေတဲ့ခြေလူမျိုးတွေအပြင်ဒီနောက်ပိုင်းပွဲစဉ်ဒီမှာဆိုလို့ရှိရင်ပဲလေးရဲ့ခြေစွမ်းပိုက်ရလည်းတက်လေပြီးတော့တင်းငိန်လာပြီးတော့ခြေစွမ်းကောင်းတွေပြန်လည်းပြတ်စစ်ပြတ်တနေတဲ့ခြေလူမျိုးမှာဆိုလို့ရှိရင်တဖက်က United တင်ကလည်းဒီနောက်ပိုင်းပွဲစဉ်ဒီမှာဆိုလို့ရှိရင် တောက်ဆောက်နံပွဲတွေဆက်နေပြီးတော့မှပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲသုံးပွဲမှစပီးစင်နာပဲဂျူနိုက်တက်အတင်းနဲ့ကနေတော့ဒီတောက်ဆောက်တည်ပွဲနဲ့ဒီပြီးခဲ့တဲ့ပွဲစဉ်မှစပီးစင်နာသူတို့ရဲ့အိမ်ကွင်းမှာအေဘတန်တို့အတင်းမျိုးကိုဗျာတယောက်ရော့နဲ့အတာနဲ့ကစားရတာတော့မှသူတို့ရဲ့အိမ်ကွင်းမှာ1-0ဆိုတဲ့ရလနဲ့ဆုံးနေခဲ့တဲ့အတွက်ကြောင့်မို့လဲဂျူနိုက်တက်ပေးတဲ့တွေနည်းနည်းပတ်ပွဲခဲ့တဲ့ ခြေအနေမျိုးမှာတော့ Crystal Palace တင်းကလည်းအိမ်ဝင်းဆိုလို့ရှိရင်မကြောတဲ့အသေးအသေးသေးအနေနဲ့တော့ဒီနေ့ရပြီမှာဆိုလို့ရှိရင် Libya Crystal ရဲ့လက်ထက်မှာဆိုလို့ရှိရင်လည်း Crystal Palace တင်းကအကောင်းဆုံးပုံစံကိုရရှိနေပြီးတော့ဒီနေ့ရပြီမှာလည်းသူတို့အတင်းရခန့်စည်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီခန့်စည်းတော့ရောက်အတွဲမှာဆိုလို့ရှိရင်မကွီဒီလာကူနဲ့ Wilshere တို့ရဲ့ဒီခန့်စည်းတော့ရောက်အတွဲကလည်းဒီဘက်ကိုဆော်လစ်ဖြစ်ပြီးတော့ဒီနေ့ Premier League ပွဲစဉ်ဆက်နေပြီးမှာဆိုလို့ရှိရင်တော့လည်းဒီ Pego ကိုကိုသာခွင့်ပြုထားရပြီးတော့ဒုတိယလိမ့်မှာဒုတိယပေကိုအနည်းဆုံးအတင်းတင်းအနေနဲ့ဒီလက်ရှိမှာစဉ်းစားနေတာလည်းအဆင်နဲ့တည်းရဲ့နောက်မှာဒုတိယနေရာမှာရှိနေပြီးတော့ဒီကိုနေတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မို့လဲဒီပွဲစဉ်မှာတော့သူတို့ရဲ့ F win ဆိုလို့ရှိရင်ကြီးကြီးလေးနဲ့ဒီအတင်းလိုက်စုစည်းမှုကိုကောင်းတဲ့ကစားတတ်တဲ့အခြေအနေမျိုးမှာဒီအပတ်ကယူလိုက်တဲ့အတင်းနဲ့လည်းသူတို့ရဲ့အဓိကပြဿနာဖြစ်တဲ့တိုက်စစ်မှာဒီနေ့ရဒီမှာခေါ်ယူထားတဲ့ကစားသမားတွေဖြစ်တဲ့အခုညရော ဗီတာမင်စီကိုရောဂါတရားပြဿနာရောက်ဒီပွဲစဉ်မှာပါဝင်နိုင်မှုမရှိတဲ့အကြောင်းမူလည်းယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရအဓိကအကူနေရတဲ့ဒီအမှုကူနဲ့အာမတီးယလူတို့ရဲ့ဒီညစာပိုင်းကစားသမားနှစ်ယောက်လို့ပဲအကူပြီးတော့ကစားရမယ့်အခြေအနေမျိုးမှာခရစ်စတပလီရဲ့ကွင်းလဲမှာဆိုလို့ရှိရင်တော့ဒီအတဝတန်တို့ဒီကမလာလူရဲ့ကွင်းလဲရဆိုလို့ရှိရင်တော့တကယ့်ကိုတိုက်စစ်ခကြေးနတ်တာအောင်လိုက်ပါပတ်ဘူးတဲ့အခြေအနေမျိုးတကယ့်ကိုကောင်းတဲ့ ကစားသမားတွေစီးတဲ့အတွက်ကြောင့်မို့လို့တပတ်က United ရဲ့ပွင့်လင်းမှာဆိုလို့ရှိရင်ဘူမိုဘရန်ဒန်နဲ့ဒီကတ်စမဲရူရူရဲ့ဒီအတွေ့အဖက်မှာဆိုလို့ရှိရင်ဒီပထမပိုင်းလောက်တာအဆင်ပြေပြီးတော့ဒုတိယပိုင်းမှာဆိုလို့ရှိရင် United ရဲ့ပွင့်လင်းရကစားကြသွားတဲ့အခြေအနေမျိုးမှာတော့တပတ်ကဒီကစ်တပယ်လေးရဲ့တမန်ကောင်တာဒီနဲ့သူတို့ရဲ့တိုက်စစ်မှာဆိုလို့ရှိရင်တော့လေဒီဟိုကိုဒက်ပလီကောင်နဲ့ဒီမာတီတာရူရူတိုက်စစ်ကစားသမားတွေစီးတဲ့အပြင်ဒီဘက်ဒီဝင်းနှစ်ဖက်မှာဆိုလို့ရှိရင်တော့လေတက်စီမမှန်နဲ့ဒီ နူနော်တို့မစ်ချယ်တို့ဝင်းနဖက်စီတဲ့တွေ့ကြမှုလဲခရစ်စတယ်ပဲလေးရတီကစားပုံနဲ့ဆိုလို့ရှိရင်ဂျူလက်တက်တင်းနေတော့တကယ်ကိုရုံးကန်ရအောင်မဲ့အခြေအနေမျိုးမျိုးပဲကျွန်တော်အနေနဲ့မြင်ပြီးပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့တင်းရအာဆာရအကျိုးပေးမှုကျွန်တော်ကြည့်လိုက်ရအောင်။အာဆာရအကျိုးပေးမှုမှာဆိုလို့ရှိရင်တော့ခရစ်စတယ်ပဲလေးကဂျူလက်တက်တင်းကိုပြန်ပြီးတော့လောက်အကျိုးပေးရတယ်ဗျာ။ဒီအစောပိုင်းအကျိုးပေးမှုဖြစ်တဲ့တဲ့ကြောင့်မို့လဲပွဲနာနေလို့ရှိရင်ကြီးပြောင်းပြောင်းပြောင်းသွားနိုင်ပါတယ်။လက်ရှိမှာတော့ခရစ်စတယ်ပဲလေးတင်းကတော့ ဒီနေ့တဲ့တင်ကိုတရေတဝက်ဆုံးဆိုတဲ့အကျိုးပေးမှုပေးတာပါတယ်ဒီနေ့တရက်ကိုပေါင်းကြီးနဲ့ချိန်ကြည့်မယ်ဆိုလို့ရှိရင်တော့ကိုပေါင်းကြီးကတော့တလုံးဝင်တဝက်စာဆိုတဲ့ကိုပေါင်းကြီးကိုခွင့်လှစ်တာပါတယ်ကိုပေါင်းကြီးကတော့တစ်ဖက်ကခရစ်စတပယ်လီရဲ့ဒီခစစ်ကိုဒီပလော့ပြအောင်ဒီတောင်းဝန်တန်းခစစ်နဲ့ကစားတဲ့ပုံစံမျိုးမှာတော့ခရစ်စတပယ်လီတင်နေတဲ့ဒီခစစ်တကယ်ကြည်ကြည်လေးလေးနဲ့ကစားတဲ့အခြေအနေမျိုးကြောင့် ကိုနေကောင်းနေနေသွားနိုင်ပါတယ်သူ့အမေတော့လည်းဒီပွဲစဉ်မှာတော့ကျွန်တော်အကြိုက်ဆုံးရဆိုလို့ရှိရင်တော့လည်းခရစ်စတပယ်လက်တင်းနေတယ်တော့သူတို့ရဲ့အင်ဂွင်းကစားအားနဲ့သူတို့ရဲ့အင်ဂွင်းမှာဆိုလို့ရှိရင်အတင်းကြီးတွေကိုပြန်ပြီးတော့ဒုက္ခပေးနိုင်တဲ့အခြေအနေမျိုးကြောင့်တစ်ဖက်က United အတင်းနေတယ်တော့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ပြန်ပြီးတော့ရလက်တွေဆိုးရလာတဲ့အခြေအနေမျိုးကြောင့်ဒီပွဲစဉ်မှာတော့ခရစ်စတပယ်လက်တင်းကိုပဲအကြိုက်တွေးပြပါတယ်ကစားပလေရဲ့ဒီနောက်ဆုံးကစားခဲ့တဲ့တပွဲဆုံး၅ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်၃ပွဲနိုင်တပွဲ တီးရတဲ့တပွဲဆောင်တာပါတယ်တပတ်ကဂျူလက်တက်တီးရဒီပြန်ပွဲဆောင်၅ပွဲကိုကြည့်မယ်ဆိုလို့စဉ်းစားနှစ်ပွဲနိုင်နှစ်ပွဲတီးရနဲ့တပွဲဆောင်တာပါတယ်ရက်လက်တွေရဒီနောက်ဆုံးကစားခဲ့တဲ့ပြန်ပွဲဆောင်၅ပွဲရရက်လက်တွေကိုကြည့်ကြည့်အဖြစ်နဲ့ဂျူလက်တက်တီးနဲ့တော့ဒီဒီနောက်ပိုင်းပွဲစဉ်၃ပွဲမှာဆိုလို့စဉ်းစားနှစ်ပွဲတီးရနဲ့တပွဲဆောင်လာတဲ့အချိန်မျိုးမှာတော့ဂျူလက်တက်တီးနဲ့တော့ဒီခရစ်စတပယ်လီရအိမ်ဝင်ရောက်တိုင်းအမေရိကန်လိုရုံးကန်ရတဲ့အချိန်မျိုးကြောင့်လည်း ဒီဖက်ကခရစ်စတယ်ပလက်တင်နေတာဒီနေ့ရက်ဒီပါဆိုလို့ရှိရင်ကျွန်တော်စောက်ကြည့်စင်ညာကောင်းတဲ့အတင်းတင်းအနေနဲ့တော့လက်ရှိပါဆိုလို့ရှိရင်ခရစ်စတယ်ပလက်ရဲ့အင်ဂူဆာစောက်ယူကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့ရက်ဒီမှာဘလူးမီယာလေး72ပွဲကစားပြည့်ရချိန်မှာတော့အင်ဂူမှာဆိုလို့ရှိရင်6ပွဲကစားထားပြီးတော့သူတို့ရဲ့အင်ဂူ6ပွဲမှာဆိုလို့ရှိရင်လောကဆုံးပွဲမရှိတာပဲနဲ့2ပွဲနိုင်ပြီးတော့2ပွဲတည်ရကြတာလေခရစ်စတယ်ပလက်တင်ရက်ဒီအင်ဂူဆာစောက်ယူကတော့အကောင်ကြီးတို့ပြောလို့မရပြီမဲ့တော့လည်းဒီ ဆောက်ပွဲလုံးဝမရှိကြတဲ့တကြောင်လို့မှုတယ်ခရစ်စတပယ်လေးတို့လည်းပဲမြူနဲ့ဆိုလို့ရှိရင်တော့လားအဲ့ဝင်းကောက်တယ်လို့ပြောရမယ်ဗျာသူတို့ရဲ့အဲ့ဝင်းမှဆိုလို့ရှိရင်ဒီတီးပွဲတွေကများတာပြီးတော့ဆောက်ပွဲလုံးဝမရှိကြတဲ့အခြေအနေမှာတပတ်က United တီးရဝင်းဝင်းဆက်ဆောင်ယူကြည့်မယ်ဆိုလို့ရှိရင်လည်းအဝင်းဝင်းမှဆိုလို့ရှိရင် United တီးနေတော့ဒီဝင်းဝင်း၆ပွဲကစားပြီးတဲ့အချိန်မှာတော့အဝင်းဝင်းမှတပွဲတနိုင်လာပြီးတော့ သုံးပွဲတည်ရင်နဲ့နှစ်ပွဲတည်တော့ဆုံးလာတယ်သူတို့ရဲ့အဝေးကွင်းဆက်ဆောက်ရည်မှာဆိုပြီးစေလောကမကောင်းတဲ့အခြေအနေမှာအဝေးကွင်းမှာဒီလိုစီရင်တင်ကိုစစ်ကိုနဲ့ပေကိုက12ကိုတိခွင့်ပြုထားရတဲ့အခြေအနေမျိုးမှာတစ်ဖက်ကဖစ်တပလစ်တီရဲ့အဝေးဆက်ဆောက်ရည်မှာဆိုပြီးစေစစ်သူတို့ရဲ့အဝေးမှာဆိုပြီးစေစစ်ကိုတွေ့လာပြီးတော့ပေကိုက9ကိုပဲခွင့်ပြုထားရတဲ့အခြေအနေမျိုးဒီမှာဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့စီရင်ခရစ်စတပလစ်ရဲ့ဒီခန်စစ်ပိုင်းကပို့ပြီးတော့တိတိလေးလေးနဲ့ခန်စစ် ပို့ပြီးတော့ကောင်းလာတဲ့အခြေအနေမျိုးတွေဒီ kiss the pellet တင်းနေတော့လက်ရှိဒီနောက်ဆုံးပြည်မြလီ၃ဘွဲ့ဆက်မှဆိုပြီးစစ်နေတယ်လောကပြည်ကူလောကမရှိကြတဲ့အတင်းတင်းအနေနဲ့တော့ဒီဘွဲ့ချင်းမှာလည်း United တင်းနေတော့ kiss the pellet ရဲ့ aim winning လာပြီးတော့ kiss the pellet ကိုတောက်ခပေးနိုင်အောင်မလို့တော့ကျွန်တော်အနေနဲ့ကြိုးပမ်းလိုက်ပါဦးဒီနှစ်တင်းရဲ့ဟတ်တူဟာကိုကြည့်မယ်ဆိုပြီးစစ်နေတယ်ဒီနှစ်တင်းရဲ့ဟတ်တူဟာမှဆိုပြီးစစ်ဒီပြီးခဲ့တဲ့နောက်ဆုံးကစားခဲ့တဲ့200ဒီဆက်ကိုကြည့်မယ်ဆိုပြီးစစ်နေတယ် ဒီနှစ်ရက်ဒီမှာလေးပွဲပြဆုံမှုရှိတယ်ပြီးတော့ဒီလေးပွဲမှာတဲ့ United အနေနဲ့ Crystal Palace ကိုလောကအနိုင်မရတာပဲနဲ့တပွဲတည်းရင်းနဲ့သုံးပွဲကိုတော့ Crystal Palace အတင်ကအနိုင်ရထားတဲ့အတွက်ကြောင့်မူလားဒီနောက်ဆုံးနှစ်ရက်ဒီဆက်မှာဆိုလို့ရှိနေတယ် United အတင်ကလောက Crystal Palace ကိုမရှင်းနိုင်တဲ့အခြေအနေမျိုးမှာဒီကလေးရက်ဒီကဆိုလို့ရှိနေတယ် ဒီတော့တဲ့ရဲ့အဲဝဲမှာတော့ကစ်စတပလေးကသူစီတို့ဆိုတဲ့ရလနာအနာရတာပြီးတော့ပလေးရဲ့အဲဝဲမှာတော့စီစီတကြီးကြတာပြီးတော့ဒီပီကရစီတက်ကြောပါဆိုလို့ဆိုတော့ကစ်စတပလေးရဲ့အဲဝဲမှာပိုစီတို့ဆိုတဲ့ရလနာကိုပြအနာရတာတဲ့အချိန်မျိုးတွေဒီတော့တဲ့ရဲ့အဲဝဲမှာတော့ကစ်စတပလေးကပဲ1-0ဆိုတဲ့ရလနာအနာရတာတဲ့ဟာတူဟာနဲ့ရာသီဇက်ကိုကြည့်မယ်ဆိုလို့ဆိုတော့ယူနိုက်တက်အတင်းက lower case စတပလေးကိုမစင်နိုင်တဲ့အချိန်မျိုးတွေမှာဒီနေ့ရာသီမှာ ကျွန်တော်တက်တင်းရအဝေးဝေးဆက်ဆောင်ကြီးရလာလုံးဝအားရစရာမကောင်းတဲ့ခြေနေမျိုးတွေအဝေးဝေးမှာတပွဲတာနိုင်တဲ့ကျွန်တော်တက်ရအဝေးဝေးဆက်ဆောင်ကြီးရဆိုလို့ရှိရင်တော့လည်းဖက်ကတ်အင်ဝင်းဆိုလို့ရှိရင်မေရလူလူအသိကြီးတွေကိုတောက်ကပေးနိုင်တဲ့ခြေနေမျိုးတွေနဲ့ဒီဒီကရဲနဲ့ရာဒီဇက်မှာလည်းကျွန်တော်တက်ကိုမေရအတာစီးရတဲ့ခရစ်စတပလက်တွေနဲ့တော့ကျွန်တော်တက်လို့အသိမျိုးတော့မှလည်းပဲတဝက်ဆောင်ဆိုတဲ့အကျော်ပေးမှုကိုပေးထားတဲ့ကစ္စတပလီရဲ့အကျိုးပေးမှုရဆိုလို့ရှိရင်တော့ဒီဘက်ကမှတော့ကစ္စတပလီတင်းနေတယ်တော့တည်ကြွားဝိုင်းတော့ ြီးတဘောပဲဆုံဆုံရမယ်အခြေအနေမျိုးကြောင့် Christabelite ကိုပဲအကြိုက်ပေးပြလာတယ်ဒါကြောင့်မလို့ဒီဖွဲ့စင်မှာတော့ Christabelite ပေါ်တည်ကိုပဲအကောင်းဆုံးရွေးချယ်ပေးလိုက်ရပါတယ်ဒီရွေးချယ်မှုကကျွန်တော်တဦးတည်းတယောက်တည်းမြင်ရရွေးချယ်မှုပြည့်တဲ့ကြောင့်မို့ဒီကိုတို့တွေအကြိုက်တူမှဆက်လိုက်ပြီးဆုံးကြပါအားလုံးပဲတလောက်ပါကျွန်တော် channel လေးကိုလည်း subscribe လုပ်ပြီး subscribe လုပ်ပြီးတော့အားပေးကြပါဦးတောင်းဆိုကြစီကျွန်တော်ညီကိုတွေအားလုံးပဲအဆက်ဆက်အေးအထူးကူးကြကြပါခင်ဗျာ